န္တလေးတိုင်းဒေသကြီးကတပိတ်ချင်းနဲ့မူကုံမြို့တွေကိုစစ်တပ်ကလေကြောင်း drone တွေနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရမှာတနစ်အရွယ်ကလေးငယ်အပါအဝင်အရက်သား၈ယောက်တည်ဆုပ်ပြီး20ကျော်ဒဏ်ရာရခဲ့ပါတယ်။တပိတ်ချင်းမြို့နယ်ဇရက်ကွင်းရွာကို အော်တိုဗာလာ23ရက်နေ့မနေ့ကညနေ6နာရီလောက်မှာစစ်တပ်က drone နဲ့ဗုံးကျဲခဲ့လို့တနစ်သားလေးအပါအဝင်ဒေသခံ9ယောက်တည်ဆုပ်ပြီး၈ယောက်ထက်မနည်းဒဏ်ရာရခဲ့ပါတယ်။ စစ်ကွန်မရှင်ထိချုပ်ထားတဲ့ဖော့တော်လန်းစုံကနေ drone နဲ့ရွာလေတဒါနာကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒေသခံတွေကဒါဟာရက်စက်တဲ့လုံရက်ဖြစ်တယ်လို့ပြောပါတယ်နောက်ပြီးတော့တအန်သက် TNL ထိချုပ်တဲ့မူကုံမြို့ကိုလည်းမနေ့ကမွန်လွဲ3နာရီဝန်းကျင်မှာတိုက်ပွဲမရှိဘဲနဲ့လေကြောင်းကနေပုံကျဲခဲ့ပါတယ် ကန်တော်ရက်ွက်ကဖူးဆဲဘောလုံးကွင်းအနီးကိုပေါင်150ဘုံးနှလုံးကျဲချခဲ့လို့အသက်6နှစ်10နှစ်နဲ့12နှစ်အရွယ်ကလေး3ယောက်တည်ဆုပ်ခဲ့ပြီးတော့12ယောက်ဒဏ်ရာရခဲ့ပါတယ်။အိမ်ဆက်တလုံးနဲ့ဖူးဆဲကွင်းလည်းပြည့်စည်ခဲ့ပါတယ်။ TNL ရဲ့ထုတ်ပြန်ချက်အရအော်တိုဘာလာတလားထဲမှာပဲစစ်ကွန်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတွေအပါဝင်အရက်သား40ကျော်တည်ဆုပ်ပြီး90ကျော်ဒဏ်ရာရရှိထားပါတယ်။